ီတစ်ခေါက်တော့လောင်းက detox အကြောင်းပြောမှာပေါ့နော်ဒါပေမဲ့ဒီ detox ကလောင်းအသားရေတော်တော်မဟုတ်ပေါ့နော် digital detox ပေါ့ digital detox ကြောင့်အဲ့ဒါလေက2025မှာလည်းပို့ပြီးတော့ trend ဖြစ်လာရပေါ့နော်ဟိုအရင်တော့ဆိုရင်လောင်းတို့နေကောင်းမှုကျန်းမာဖို့အတွက်ခေါင်းစဉ်တွေရှာတဲ့ခါကျတော့ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တာများတယ်ဒါပေမဲ့အခုကျတော့ तू က digital detox ဆိုမှဟို mini ပေါ့ဘာလို့ဆိုလူတွေကလုံးဝ digital ဖြတ်လို့မရဘူး AI လည်းဖြစ်လာတဲ့အချိန်မှာဟိုဒီပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ career ဘိုင်းနေလည်းအပြောင်းအလဲရှိတယ်ကိုယ်တိုင်လည်း content တွေထုတ်လို့ရအနေထားရှိတယ်ဆိုတော့ digital ကိုလုံးဝဖြတ်တော့ ောက်ဖို့တော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ရောကိုယ်ရောကိုအနှောက်ယှက်ပေးလောက်တဲ့အထိဆွဲလန်းလောက်တဲ့အထိတော့မဖြစ်တဲ့အောင်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့အဲလုပ်ငန်းဆောင်တာအတွက်ကိုလုပ်တဲ့အချိန်ကနေလွဲလို့ကြံနေကိုယ့်ရဲ့အနားယူရမယ့်အချိန်အကုန်လုံးနှီးပါးကို digital ပေါ်မှာသုံးမိနေပြီဆိုရင်တော့ဒါကိုပြန်ပြီးတော့ detox လုပ်ရမယ့်အပိုင်းရှိတယ်ပေါ့နော်ဆိုတော့ဒါကိုသုံးရလို့အဲစိတ်ချမ်းသာတဲ့အချိန်ရေထက်တစ်ခါလေကြားလို့ရှိရင်မတိမတာနဲ့အဲ့စိတ်ချမ်းသာတဲ့နောက်မှာဟိုဆွဲလန်းမှုတွေအလိုမကျတာတွေအဲနောက်ပြီးတော့တခြားသူရဲ့ဝမ်းနည်းပူဆွေးမှုတွေခံစားရတဲ့အခါမှာကိုကလည်းကြည်ပြီးတော့တစ်ခါလေ င်းဆိုင်ကိုပါခန်းစားရတာရှိမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်လာတဲ့ခါမှာတချို့ကတော့စိတ်ထဲကနေပြန်ပြီးတော့ထုတ်တတ်တယ်ဆိုပေမဲ့တချို့ကမသိမသားနဲ့ဒါတွေကဟိုစိတ်ထဲမှာအောင်းနေနိုင်တယ်ပေါ့နော် ဆိုတော့ဟိုလူတွေကအခုဆိုရင် digital detox ကို လုပ်လာတဲ့ချိန်မှာအဲ mini behavior လေးပေါ့အပြည့်အဝသေးသေးလေးတွေနဲ့ပဲလောင်းနည်းနည်းစီစားပြီးဖြတ်ဖို့ပေါ့နော်ဆိုတော့နေကင်းဆိုတာတည်းလောင်းကပိုပြီး detox လုပ်စီခြင်းတဲ့အချိန်ကညဘက်ပေါ့ညဘက်ဆိုရင်လောင်းတော့ပိုပြီးတော့သုံးဖြစ်တယ်ဘာကြောင့်လဲဆိုတော့ညဘက်ရောက်မှပဲကိုယ့်ရဲ့ leisure time ကစရာပေါ့နော်မနေ့မိုးလင်းတနေ့လုံးအလုံးလုပ်တယ်ဒီညလေးရောက်တော့မှကိုကကိုကအပန်းဖြေပြီးကိုကြည့်ချင်တာလေးကြည့်တယ်အဲ့ဒီကနေစိတ်ချမ်းသာသွားပြီဆိုမှလောင်းတော့အိတ်ချင်လာအဲ့လိုစိတ်ချမ်းသာပြီးမှအိတ်ချင်တဲ့စိတ်ကြောင်းမှုလို့အဲ့ဒီစိတ်ချမ်းသာဖို့အတွက်အဲသုံးဆ ွဲရတဲ့အချိန်မှာကိုလည်းလှူရှာကြမ်းမှာပေါ့မဟုတ်ဘဲနဲ့ digital ပုံမှုတွေကပါသွားရပေါ့နော်။ဒါပေမဲ့လောင်းပြောချင်တာကတခါတလေသုံးတာမျိုးမဟုတ်ဘူး။လုံးဝတညာလုံးမအိပ်လိုက်ရတဲ့အချိန်ကြီးအတွက်တင်များလာပြီ။ဒီ digital ရဲ့ဖြစ်လာ issue ဒါမှမဟုတ်ဒီပေါ်မှာသုံးတဲ့အတွက်ကိုယ့်ရဲ့အိပ်ချိန်တွေပါလုံးဝပါနေပြီဆိုလို့ရှိရင်တော့ဒါကိုနည်းနည်းလေးပြန်ပြီးတော့အထင်းကိုလေးလှုပ်ဖို့အတွက်ကိုနီးလန်းလေးလောင်းတွေ့ထားတဲ့အတွက်ပြန်ပြီးတော့ညှောက်ဝေးချင်တာပါပါ။ညံ့ကြချင်ပါတယ်။ဒါကြောင့်လည်းဆိုကိုကိုရိုင်းလေးအဲ့ဒါကလေးဒီ ဖုန်းသုံးတဲ့အချိန်ကြီး screen တိုင်းကြီးကများမှန်းမသိများနေရ။အလုပ်ကိစ္စကြောင့်သုံးရတာအပြင်ကိုအိတ်ခန်ကြီးထိလေ iPhone ကြီးကဆွဲလန်းနေရ။ပြီးရင်အားလက်တဲ့အချိန်တိုင်းမှာလေခါကျလက်တွေပါနာလာတာ။တိလားအဲ့လိုဟဲ့ခနာကိုနာကျင်နေပြီဆိုတော့မှလူကလည်းခေါင်းနေဇက်ကြောတွေကလည်းတက်နေပြီလက်တွေကလည်းနာနေပြီဆိုတော့အဲ့တော့ဖြတ်ဖြတ်ရမယ်ဆိုတာသိရကွာဒါပေမဲ့ဖြတ်တော့ဖို့ခက်နေတော့လောင်းစီကဘယ်လိုမျိုးချက်လေရမလဲပေါ့နော်။ဟဲ့ဟုတ်လောင်းလက်အားလေးလိုက်ပြီးတော့ရှာထားတဲ့လွယ်တာလေးတွေပေါ့နော်။ဆိုတော့တော့ဒီဖုန်းတွေပါကြီးကိုလောင်းလို့သုံးတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်တတ်လဲဆိုတော့အာကိုကလုံးဝလဲ င်းနေတယ်လုံးဝနားနေရဖြစ်တယ်လူတွေကဖုန်းသုံးတဲ့အချိန်ကိုအနားယူရလို့ထင်တာဘာဖြစ်လို့လဲဆိုတော့လမ်းကလည်း၆ကမရှောင်နေဘူးလက်ကလည်းဘာမှထူ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 မလုံနေတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကအနားယူလို့ရတဲ့အရာလို့အရင်ဆုံးအုံနောက်ကမှတ်လိုက်တာပေါ့အုံနောက်ကဒီလိုမျိုးဖုန်းကိုကင်တာသေးသုံးတာသေးဒါမှအနားရရဆိုတာမျိုး information မှားနေရပေါ့အဲ့တော့ဒါမဲ့လူတွေအဲ့လိုလှဲလိုက်တဲ့အခါကိုယ့်ကိုယ်နားရတဲ့ထင်ပေမဲ့တကယ်တော့လောင်းလို့အာယုံကြောတယ်တောက်လျှောက်အလုံးလုံးရတဲ့အတွက်တကယ်အုံနောက်သုံးပြီးတော့လုံးဝအချိန်ကြီးရောက်တဲ့အခါမှာလူကပင်ပန်းနေတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ တခါလေကြာရင်ကိုကဘာမှအုံနောက်မသုံးဘူးအပျော်ပဲဆိုပေမဲ့လို့လောင်းကခန်းစားချက်တွေအမြဲတမ်းသုံးနေတာအဲ့ခန်းစားချက်တွေတိုင်းမှာဒီအာယုံရောတွေအသုံးပြုနေရပဲဆိုတော့အဲ့ဒီကနေမှာတခါလေဘာမှမလုပ်ရဘဲနဲ့ဟိုဘာမှပူဆွေးဝမ်းနေစရာမရှိဘဲနဲ့စိတ်ပိုင်းဆိုင်အားမရှိတဲ့အချိန်တွေဖြစ်လာတယ် တဖြည်းဖြည်းဆက်လာချင်မှဘာမှမလုပ်နိုင်တော့မလုပ်ချင်တော့ဘူးဆိုရင်ကိုကပြန်စဉ်းစားရမှာကိုကဘာမှကိစ္စမရှိပဲဒီလိုဖြစ်နေပြီဆိုရင်ကို digital သုံးတဲ့အချိန်ကြီးအများနေပြီလားပေါ့နော်ဒါကိုပြန်ပြီးတော့စီစစ်ဖို့လိုတယ်အဲ့ဒီမှာမှသူအချက်လေးက၅ချက်ပဲရှိတယ်ပထမတစ်ချက်ကကြတော့ဒီလုံးဝသူဖြတ်ပစ်ဖို့ပြောတာမဟုတ်သူနင်းနေစီ show ပို့တယ်မှာ phone free morning ဆိုပြတာပေးထားတယ် free morning no no ချင်းစကိုင်တဲ့ behavior လေးကိုထိမ့်လိုက်ရုံပဲသူတနေ့လုံးမသုံးအောင်လို့ပြောတာမဟုတ်ဘူး no no ချင်းမှာလောက်တော့ဖုန်းနဲ့အလံပေးတတ်တဲ့အချင်းရှိတဲ့ခါကြတော့ဖုန်းကအရင်ဆုံးကင်ပစ်တယ်ဖုန်းဆိုအားကိုရတယ်ပေါ့ကို့အလုံးလုံးတဲ့ဟာလေး လန်းပေးနိုင်တယ်ဆိုတော့ဘသူမှတော့나ยีကိုဘေးမှာမထားကြတော့ဘူးပေါ့နော်ဒါပေမဲ့လို့လောင်းတော့အလန်းကြောက်သုံးတယ်ဆိုတော့သုံးဒါပေမဲ့ဆက်ပြီးတော့အဲ့ဒီအလန်းကိုပိတ်ရင်းနဲ့ကင်ပြီးတဲ့အချိန်လေးကြီးရှိတတ်တယ်ပေါ့နော်ဆိုတော့ phone free morning လေးနဲ့စလိုက်ပါတဲ့ကိုယ့်ရဲ့မနက်ခင်းလေးကိုသုံးနေကြ10မိနစ်လောက် phone လေးသုံးပြီးမှအေးအားထားရဆိုရင် တရက်လောက်ကိုကမတုံးမဲနဲ့ထားပြီးလင်းချင်လိုက်ချစ်တိုက်ပေါ့အထားလိုက်တဲ့ခါမှာလူကပထမအောင်ကြောက်အန်းအန်းဖြစ်နေပါတော့ဟိုအရင်တော့ဖုန်းကင်ပြီးတော့ထားရဆိုအဲ့မှာကြောက်အန်းပြီးဘာလို့မှမသိဘူးဖြစ်နေရဆိုရင်ကိုကတခြားရေတောက်တာမျိုးလေးတွေအိတ်ရှိကိုထွက်ပြီးတော့ကိုလေးလေးဘဝရှူတာမျိုးလေးဖြစ်တတ်တယ်ပေါ့အဲလှုပ်တင်တယ်ဘာကြောင့်ဆိုတော့ဖုန်းမဲ့လောင်းတော့ကင်နေခါကျတော့လက်ရှက်လို့ကိုအချိန်မရအောင်ဖုန်းကိုတန်းချပြီးတော့ရေချိုးကန်းနဲ့ဝင်ရမယ်ကိုလည်းလှုပ်ရှားတော့ဆိုဘာမှမရှိတော့တဲ့အတွက်အဲ့အချိန်မှာအကြောလျှော့လဲရတယ်လူကအားသွားတဲ့အတွက်အဲ့အချိန်မှာဘာလှုပ်တင်လဲဆိုတော့အုံနောက်ထဲမှာတတ်သူပေါ်လာလိမ့်မယ်ဆိုတော့ပထမဆုံးတော့ဖုန်း free morning လေးကိုစပြီးတော့လှုပ်ကြည့်ပေါ့ ေါ့နော်အဲ့ဒီကနေဘာလေးထူကြလဲဆိုတာလေးပေါ့နောက်တစ်ခုကကြတော့ tech free meal ဆိုတာဘာဝဲစားစားဆိုင်နဲ့ဖုန်းမကြည့်တာလေးစမ်းကြည့်ပါတယ်ဆိုတော့လွယ်ပါတယ်လွယ်တဲ့ခါကျတော့လောင်းတို့တစ်နှစ်သုံးနှစ်စားလို့သုံးနှစ်လုံးကြည့်ရဲဆိုရင်တော့မှအဲတစ်နှစ်လောက်ကိုကရှော့ပြီးတော့လုံးကြည့်ပေါ့နော်ဆိုဖုန်းမကြည့်ပဲ digital မကြည့်ပဲနဲ့စားရဲဆိုရင်ထမင်းစားရတာပို့ပြီးတော့ အဝင်းသာနည်းသွားတယ်။ဆိုတော့ထမင်းကိုအာယုံပို့ပြီးရောက်သွားတဲ့ဒီအဟာရကိုထက်ခါထက်ခါအရသာကိုကြော့တဲ့အတွက်တဖြည်းဖြည်းအရသာပေါ်မှာနည်းနည်းစိတ်ကုန်ပြီးတော့နောက်ဖုန်းကိုကြည့်ရင်ကျတော့ဒီဇယ်လန်းကမိနစ်30စာဆိုရင်တစ်ခါလုံးဝမသိဘဲနဲ့လောင်းတော့10မိနစ်လောက်နဲ့ဖြတ်လို့ရတာဖြည်းဖြည်းချင်းစာအဲ့ရနေမှာပကံတစ်ခု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 အများကြီးဖြစ်သွားတာပေါ့အဓိကစာလို့မဟုတ်ဘူးဒါကိုကြည့်ရတဲ့အခါမှာကိုယ်ကအာယုံကြော့တုံးရတဲ့အတွက်ပို့ပြီးစာတယ်ပို့အားတုံးရတယ်အဲ့လိုလူတွေကပို့ပိုက်စာတယ်အဲ့ခါကျတော့တုံးနေရတဲ့အတွက်စာရတဲ့အတွက်ဒါကိုဖြတ်ပြီးကိုယ်စားကြည့်မယ်ဆိုရင် ပို့ပြီးတော့ကိုယ့်ရဲ့အစားအသောက်လည်းပဲနည်းနည်းတိတိတတ်တာနေသွားတယ်တဲ့။နောက်ပြီးတော့ဖုန်းကိုနည်းနည်းလေးဖြတ်ပစ်သွားတယ်ပေါ့နော်။ဆိုတော့ဒါလေးကတော့ဖြည်းဖြည်းချင်းလုံရမယ်ထဲမှာပါရဲရပါတော့။ဒုံးကနေတော့ဖုန်းညူလောင်တော့ဖြတ်ပစ်လို့တော့မဖြစ်ဘူးပေါ့နော်။နောက်တစ်ခုကတော့ screen free day ကိုတရက်လောက်စမ်းကြည့်ပါလား။လောင်းတဲ့အဲ့ဒါအရန်ခက်မယ်ထင်တယ်။တရက်လုံးတနည်းလုံးကြီးဖုန်းမသုံးမဲနဲ့ဒီခက်မှာနေဖို့ဆိုတာတိတ်တော့တော့ မမလွယ်ဘူးပေါ့နော်။ဘာပဲပြောလောင်းတော့ဖုန်းတွေပဲဆက်နေမှာပဲ။ तू ပြောချင်တာဖုန်းဆက်ထားကိုပြောတာမဟုတ် message ပို့တာကိုပြောတာမဟုတ်ဘူး။ခုနကလိုမျိုး scrolling လုပ်နေတဲ့အရာကိုပြောတာပေါ့နော်။ဟို scroll တောက်လျှောက်လုပ်နေတဲ့အရာမျိုးမရှိတဲ့နေမျိုးပေါ့။ဥမာ scroll ကိုတနေ့ကိုလောင်းလို့ 9နာရီ10နာရီလောက်လူတွေကလုံတက်ကြရဲဆိုရင်လောင်းတော့အဲ့ထဲကနေပြီးတော့တနာရီ2နာရီဖြည်းဖြည်းချင်းဖြတ်သွားအမျိုးပေါ့နော်အဲ့ဒါမျိုးတွေလုံလို့ရတယ်ဒါတော့ screen free day ကတော့အခုခေတ်မှာလုံဖို့တော့ခက်ပါတယ်ဒါပေမဲ့ကိုလုံနိုင်နေဆိုရင်တော့ဆန်းပြီးလို့အဲ့ချိန်မှာဘာဖြစ်လာလဲဆိုလူကအားသွားရတဲ့အချိန်လေးကထွက်လာတယ်အဲ့တော့အဲ့ချိန်မှာတခြားအရာလုံဖြစ်သွားတယ်ပေါ့ဟိုကတင်နန်းတက်တာဘာဖြစ်ဖြစ်ဖုန်းသုံးနေတဲ့အချိန်မှာဒီတင်နန်းကိုတက်လိုက်တယ်ဆိုရင်ဒီဖုန်းသုံးဒီတိုင်းနိုင်ဝက်ထိုင်မယ်စားယောဂနိုင်ဝက်လည်းဖြစ်နိုင်တယ်ဒီချိန်ကနိုင်ဝက်လည်းဖြစ်နိုင်တယ်ပညာရဲ့တစ်ခုလည်းနိုင်ဝက်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးလုံလို့ရပါတယ်နောက်တစ်ခုကတော့ ော့ app တိုင်းပါလေးသုံးတာ။ application တွေကိုအချိန်ဘယ်လောက်ပဲသုံးမယ်ဆိုတော့ social media အဓိကထားတာပါ။ဟို social media အတွက်သုံးတဲ့အရာတွေကို तू ကဘယ်လိုမျိုးလေးလဲဆိုတော့အဲမိနစ်30ပဲ short ဖို့အကြံပေးတာပါ။တိုင်တခုခုသုံးရင်မိနစ်30လောက်ပဲပေါ့ဖုန်းတစ်လုံးကသုံးလိုက်ပြီးလောင်းလို့ဘာဖြစ်မလဲသိလိုက်ခင်မှာတနားနေနားကြီးကုန်သွားဆိုဖုန်းတစ်လုံးစသုံးပြီဆိုရင်နေဘက်ကိုအလမ်းထားထားလိုက်တယ်။ ဇနိုင်းဝက်ထမြည်သွားပြီဆိုတော့ငါနာယူဝက်ပြည့်သွားပြီဖုန်းသုံးတာပေါ့နော်ခဏနားမယ်ဆိုတဲ့အရာမျိုးပေါ့ဒါကတော့လောင်းတော့အလုပ်တော့မဟုတ်ဘူးကိုပိုင်းချိန်ဒီတိုင်းသုံးတဲ့အရာကို limit လောက်တာပေါ့နော်နောက်တစ်ခုဆုံးကကြတော့ तू က gray scale mood ပေါ့နော်အဲ့ဒါတော့ဘာလို့တာလဲဖုန်းကိုအဲဆွဲရမျိုးရှော့လိုက်တာပေါ့အဲကိုယ့်ရဲ့ဖုန်းရဲ့ပုံစံမျိုးကို အဲတုံးချင်တဲ့စိတ်မရှိအောင်လို့နည်းနည်းလေးပြန်ပြောင်းပြီးတော့လှုပ်တာမျိုးပေါ့နော်အဲတော့ तू ကじゃဖုန်းကိုဆွဲလန်းတာကိုနည်းနည်း short ချလိုက်တဲ့ပုံစံမျိုးပေါ့ဥမာတစ်ခါကြီးကြိုက်လောင်းတော့ဘာကြီးဖြစ်တယ်လဲဆိုတော့ဖုန်းလေးကိုအရန်လှအောင်လှုပ်ထားတယ်ဖုန်းလေးရဲ့အစ်စ်ကလေးတို့ wallpaper လေးကလှတယ်ဒါမျိုးဆိုရင်တစ်ခါကြီးကြိုက်တာအရန်ဆွဲဆောင်မှုရှိရပေါ့ဒါပေမဲ့ဖုန်း wallpaper ကိုတိတ်ပြီးဆွဲဆောင်မှုမရှိတဲ့ဟာမျိုးထားလိုက်တာလို့ပြောဆိုတိတ်ပြီးတော့ဖုန်းပေါ်မှာမက်တဲ့ဟာမျိုးမရှိဘူးနည်းနည်းစီယော့လာတယ်ပေါ့ဆိုတော့ तू ကတော့ဟို trick သုံးတာပေါ့နော်အဲ ကြည့်လိုက်လို့ရှိရင်အရင်ဆွဲဆောင်မှုရှိနေအရာတွေခဏခဏကင်ကျင်ကြည့်ကျင်နေပေါ့နော်အဲ့အမျိုးတိတ်မရှိတဲ့အရာမျိုးလောက်တာပါအဲ့တော့ဒါလေးတွေကတော့လောင်းတို့ဒီ digital detox လုပ်တဲ့ခါမှာ mini လေးတွေပါအသေးစား behavior လေးတွေပေါ့နော်ဒါကတော့အလွန်ကြုံဆွဲလန်းနေလို့မို့လို့ကိုယ့်ရဲ့နေ့စဉ်ဘဝအရင်နောက်ဆက်ဖြစ်လာတဲ့အချိန်ရောက်လို့ရှိရင်တော့ဒါလေးကတော့သုံးလို့ရပါတယ်ပုံမှန်ထိမ့်ပြီးသုံးတဲ့သူကထိမ့်ပြီးတော့သုံးပေါ့နော်ဒီ tips လေးတွေကတော့ဟိုလောင်းတို့အတွက်အနားယူရတဲ့ style lifestyle တစ်ခုကိုနည်းနည်းကောင်းသွားအောင်ပြောင်းပေးနိုင်တယ်လို့ရယူဆရပါပေါ့နော်ဟုတ်တယ် သိချတာပေါ့ဟုတ်တယ်။နောက်ကိုမသိလိုက်ဖဲနဲ့အဲ့ဖုန်းသုံးတဲ့အချိန်နေအဲ့ screen time နေတအားများနေရနော်ဟုတ်တယ်။အစင်းဆိုဖြစ်လာမြင်နေလားပေါ့။မဆက်တာအားဖြစ်တယ်။ဖြစ်လာသုံးနေကြရဟုတ်တယ်။ပြီးရင်ထုထဖြစ်ဖြစ်လဲဆိုတော့အဲ့လိုအချိန်မျိုးဆိုရင်သုံးတာသုံးပြီးွားပြီတလား။သုံးလုံးရမှာတော့လေ diet weight shot ဆိုလိုပဲ။စားလို့ပြီးသွားတော့မှဟာငါစားလိုက်ပြီဆိုသလိုပဲဖုန်းဆိုလည်းတူတူပဲတုံးလိုက်ပြီမှဟာငါတုံးလိုက်ပြီဒီချိန်မှငါစားလည်းမဖက်ဖြစ်ဘူးဟုတ်တယ်အဘာတစ်ခုမှလမ်းနေမလို့ဖြစ်ဘူးဆိုတဲ့အတွေးအမတွေးမိရဲ့ အော်ဒါပေမဲ့အဲ့အဲ့ဒီလောရမယ့်အချက်တွေလိုက်မလို့ဖြစ်သေးဘူး။ဒီပြေကျွန်တော်စူးစမ်းရမှာ။ဒါလေးကလွယ်လွယ်လေးပဲပေါ့နော်။မိုးလင်းမိုးချောက်ကဒီအားရအားသူအဲ့ဖုန်းမဲ့ကင်နေရတယ်။အဲ့ဒါလည်းကြတော့လေ။မနေ့မိုးလင်းပြီဆိုတာနဲ့လောင်းဝန်းပြုတ်လို့အလံကိုထားပိတ်ပြီးပြီဆိုတာအဲ့ဖုန်းကဘောင်းနိုတီများနိုတီဘာတွေများပေါ်နေလဲဆိုပြီးစဖက်ကြည့်ရတာနေပြီးတော့တော်တော်နဲ့အဲ့အဲ့အဲ့ရတာကိုမထားနိုင်ဘူး။ဟုတ်တယ်။အဲ့လိုမျိုးဖြစ်နေရ။အဲ့ဒါဆိုလိုက်ဝဲလောက်နော်။ဟုတ်တယ်။ ဘယ်တော့တော့ iPhone နဲ့ပဲထောက်လျှောက်ယူရပါဘောเนาะအဲလာဝင်ပြောတဲ့ tips လေးတွေကဟိုတကယ်အဲ့လိုမျိုးလုံနိုင်ရင်တော့ကောင်းတယ်တိလားလို့လို့လွယ်လွယ်လေးနဲ့လွယ်လွယ်သလိုနဲ့ခက်တယ်ခက်တယ်ဟုတ်တယ်စိတ်ကအဲ့လိုဖြစ်နေရလေအချင်းကစွဲနေတာဆိုတော့စွဲနေတာစွဲနေတာဒါကြောင့်ဟိုလူတွေကဘယ်လုံးဆိုအုံနောက်တော့ရအောင်အုံနောက်တော့အလုပ်ဆောင်မရှိဘူးဒါပေမဲ့ဒီလိုမျိုးအရန်ကို စိတ် emotion တွေအရင်များပြီးတော့ tension ဖြစ်တာတည်းဆိုင်နည်းနည်းလေးတော့လောင်းစိတ်တင် detox လုပ်တင်တာလေးရှိတယ်နော်ဟုတ်တယ်အဲ့ဆိုညာဘက်တွေဆိုလဲအဲ့ TikTok ကြည့်တဲ့ဟာအဲ့ဒါနည်းနည်းတတိထားပဲဒါဆိုညာဘက်ဆို TikTok သွားကြည့်မိပြီဆိုတာနဲ့အဲ့လက်ခချလို့မရကိုစိတ်ဝင်စားတဲ့ဟာတွေကနေတစင်အဲ့လို အများကြီးပဲဘာလို့လဲမသိဘူးအဲ့ဒါတွေကြည့်ရင်ကြည့်ရင်အဲ့ဒါသွားရောအညာအညာကြီးချိန်ကြီးကြော်ကုန်တာပေါ့နော်အအရင်တော့ဆိုရင်ဒါဟိုကိုရီးယားနီးပညာစပေါ်လာတဲ့အခါမှာကိုရီးယားနီးပညာကိုအသုံးချအခုဘာဖြစ်လာဆိုတော့အခုနီးပညာကိုတွေကိုတကယ်ကိုနော်သူက strategy ကောင်းကောင်းနဲ့ပြအသုံးချနေတာဟို AI နီးပညာကြီးလည်းတိုးတက်လာတော့လူတွေကဘယ်ဟာစိတ်ဝင်စားနေရလဲသူ့ကိုဆွဲဆောင်ဖို့အတွက်ကိုဘယ်ကြောညာကိုထည့်ရမလဲဘယ်ဘယ်အကြောင်းအရာကိုသူ့ကိုစိတ်ဝင်စားဖို့ဆွဲဆောင်မလဲဆိုတာသူ့ AI နီးပညာနဲ့သူ့ဘာသာသူတက်လာတယ်အများကြီးပဲအဲ့ဒါကိုကိုကြည့်ရင်ကျင်းတယ် ဘယ်လိုမဖြတ်နိုင်တာပေါ့နော်အဲ့ဒါမျိုးကြီးဖြစ်လာဆိုတော့ကိုယ်ကြီးလည်းပြန်ပြီးတော့စနစ်တကျပြန်လုံးมาရမယ်တို့လည်းစနစ်တကျပြန်အသုံးချมาရမယ်နော်သိကြတာပေါ့အဲ့လောက်မပြင်ထားရင်ဆွဲလန်းဖို့ကအများကြီး AI မှာဆိုရင်လေကြောင်လေးအိမ်ခေါ်ပြီးခင်းချက်ကြွေးရဟုတ်တယ်ရေးကြည့်တော့ကောင်းတယ်လူရိုက်မှမဟုတ်တော့ဘူးတို့ကလုံးဝလူတွေကိုတောက်လျှောက်မရက်အောင်လို့တာလုံးလို့ရနေပြီဆိုတော့ကိုယ်အသေးစိတ်နဲ့ကိုယ်လည်းထိသွားရအောင်ဒါကောင်ပြောတဲ့အချက်၅ချက်အဲ့ဒါ ခတ်တော့ခတ်ခဲတယ်လို့ရှိပေမဲ့ကြောင်းစူးစမ်းကြည့်ကြမယ်အချက်ပေါ်တော့ဖေးဖေးချင်းနဲ့တော့ပြန်ကြည့်ရလို့ရပါတယ်ဆိုတော့အလုံးတက်လဲလောင်ရဲ့ဒီဝင်းမြချက်လေးကအသုံးတက်မယ်လို့ယုံကြည်ပါတယ်ဆိုတော့တို့လည်းကိုယ်တိုင်းသုံးချပါမယ်ဟုတ်တယ်တတိပေးလိုက်တယ်လို့ဖြစ်သွားတာเนาะဟုတ်တယ်โอเคအဲ့တော့လောင်ကျေးဇူးပါပါပါလေးဟုတ်